အားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါရယ်ဗျကျွန်တော်အနေနဲ့ Train မြန်မာဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းကျွန်တော်တို့သွားလာရောက်ရှိဖြစ်တဲ့နေရာတွေရဲ့အကြောင်းကိုပြန်လည်မျှဝေပေးနေတာဖြစ်ပါတယ်အဲ့ဒီထဲမှာမှဒီ episode 16ကတော့ကျွန်တော်တို့ဒီညောင်ရွှေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေပေးနေတဲ့အပိုင်းဖြစ်တာကြောင့်မလို့ဒီအောက်မှာပဲ around ညောင်ရွှေရဲ့ bad fight အနေနဲ့မျှဝေသွားမှာကအင်းလေးဖောင်တော်ဦးရုပ်ပွားတော်ကြီးကြွချီလာတဲ့ ညောင်ရွှေစီကိုအသွားမြင်ကွင်းနေနဲ့အဲ့ဒီမှာတွေ့မြင်ရတဲ့မြင်ကွင်းတွေကိုမျှဝေပေးသွားမယ့်အစီအစဉ်ဖြစ်ပါတယ်ဗျဒီအစီအစဉ်ဟာဒီနေ့28ရက်စက်တင်ဘာ28ရက်နေ့မနေ့တွေ့မြင်ရတဲ့မြင်ကွင်းတွေဖြစ်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်တို့ညောင်ရွှေကိုအသွွှေညောင်ကနေညောင်ရွှေကိုအသွွှေတွေ့ရတဲ့မြင်ကွင်းတွေဖြစ်ပါတယ်ဗျ မိုးရင်းဖြစ်တဲ့အခါကျတော့အိုးဒီမှာကြည့်ပါဦးလှသလားမလှဘူးလားလို့ကြည့်လိုက်ဒါကလည်းရဲ့ညာဘက်ခြမ်းကမြင်ကွင်းအခုနဒါကဘယ်ဘက်ခြမ်းမြင်ကွင်းโอเคညောင်ရွှေကိုဝင်ပြီ ခုကျွန်တော်တို့ကအဲ့ဒီအအင်းလေးဖောင်တော်ဦးရုပ်ပွားတော်ကြီးကြွချီလာမဲ့နေရာဘက်စီကိုကျွန်တော်တို့သွားมาဗျသူကဟိုဘာဘောသူကဘယ်ကလာမလဲဆိုတော့ linkin ចောင်းထင်တယ်အဲ့ဒီကနေပြီးတော့ဒီမနေ့ထွက်လာမှာထွက်လာပြီးသားလို့ရှိရင်ဒီညောင်ရွှေမှာသူကညောင်ရွှေကျောင်းမှာဆန်ကျောင်းရှိတယ်ညောင်ရွှေဆန်ကျောင်းမှာသူကအာတုံးညထင်းနေအဲ့ဒီကိန်းဝတ်ဆန်ပယ်မှာဖြစ်ပါတယ်ဗျ။ အဲ့တော့အဲ့ဒီရုပ်ပွားတော်တွေကြွက်ချီလာမဲ့ဘက်ကိုကျွန်တော်တို့အခုသွားမယ်လမ်းမှာကောမြို့ထဲမှာကောကားတွေရောဆိုင်ကယ်တွေရောအတော်များများလေးရှိနေတယ်ဗျလူတွေလည်းအများများဆက်ဆက်တွေ့နေရတယ်โอเคဒီနားမှာဆိုင်ကယ်ကြီးကားတွေရက်တဲ့နေရာအတက်နေရာတွေရှိတယ် ဟုတ်ပြီကျွန်တော်အခုဒီကနေပြီးတော့လမ်းလျှောက်သွားမယ်လမ်းလျှောက်သွားမယ်ဆိုတာကအဲ့ဒီအခုနကျွန်တော်တို့ဟိုကြွက်ချီလာမဲ့ဘက်ရုပ်ပွားတော်ကြီးကြွက်ချီလာမဲ့ဘက်ကိုလမ်းလျှောက်ပြီးသွားမှာဗျအဲဒီမှာဒီဒီချောင်းဒီချောင်းကနေပြီးတော့လာမှာဒီချောင်းကနေလာမှာလာမှာဆိုတော့ဟိုးမှာစံချောင်းရှိတယ်ဟဲ့ဘွားဘောစိုက်ကတ်တဲ့နေရာရှိတယ်အဲ့နေရာမှာစိုက်ကတ်ပြီးသွားတော့မှာဒီကုန်းမော်ကုန်းမော်ကိုကြွချီမှာပေါ့အဲ့ရနေပြီးတော့မှာအခုနညာအိတ်ချိန်မဲ့စံချောင်းကိုကြွမှာ လူတွေကတော့ဒီနားမှာတော့လောလောဆယ်စီနေကြတယ် အင်းလေးဖောင်တော်ဖျားခွဲက၃နှစ်ကျော်ကြာမချင်းပနိုင်ခဲ့ပဲနဲ့လေ၂၀၂၃မှာမှပြန်ပြီးချင်းပခဲ့တာလို့သိရပါတယ်ဗျဟုတ်ရှိမှာကကျိုးစိုးရေးဖွဲ့ရှိတယ်သူကအဲ့ဒီကိုချုပ်ပွားတော်တွေကကြွမအောင်အခုဒီဘက်ကနေတာအခုမှသွားနေကြတော့ဗျာ လူတွေကတော့အများကြီးပဲရောက်နေပြီဒါကုမနေ့7နာရီကြာကြော်လေးမှာရှိနေတဲ့မြင်ကွင်းပြစက်တင်ဘာ28ရက်နေ့မနေ့7နာရီကြာကြော်မှာတွေ့ရတဲ့မြင်ကွင်းမှာအဲ့နန္ဒလာတို့အဓိကကြည့်ရအောင်

။ဘိုးမှမြင်နေရတဲ့အထွတ်နဲ့အဲ့ဒီစံချောင်းစီကိုစိုက်ကတ်ပါဗျ။ဖောင်တော်ကလေကရိတ်ဖောင်တော်ကလူတွေကအော် okay ဒီမှာစိုင်လေးတော့တွေ့ပြီမနေ့ကစားဖို့မနေ့တည်းကစစောထွက်လာတော့ဘာမှမစားရသေးဘူးဒီစိုင်ကဒီနားမှာဆိုတော့လူအပ်တော့သူပြည့်နေတယ်ဗျ ဘာသမင်းနေရင်းနေချမ်းပူပူလေးရယ်ပြီးတော့ငါသမင်းနဲ့ဝတ်ချင်တဲ့အယောရယ်ရှမ်းစားစားကရှမ်းပြည်မှာစားရတာက ပို့ပြီးတော့စိတ်ထဲထိထိမိမိရှိတယ်လို့ခံစားရတယ်ကျူမြက်ကတော့ဒီမှာပေါပေါလောလောပေးတယ်တအားမြို့တွေရောက်လို့ရှိရင်ကျူမြက်ကတော့မြင်လောက်ပဲပေးတာလေတပွဲမှာ ဒီမှာတော့ဂျူမြင့်ကဘဘပဲဒီမှာကြည့်ဒါဒါသူတို့ဝတ်တချင်နေဟိုဟာလေးချောင်းရတယ်ဗျာဒီဇိုင်းလေးလေးခုံတော်မရှိဘူးထိုင်မိုးအချို့လူတွေဆိုလို့ရှိရင်โอเคကျွန်တော်တို့စားပြီးပြီဆိုတော့ အခုဘယ်ဘက်ကနေကြည့်လို့ရှိရင်ပို့ပြီးအဆင်ပြေမလဲလို့တစ်ချက်လိုက်ကြည့်ကြည့်နေတာ။ဘာကြောင့်လဲဆိုတော့အခုနဆန်ချောင်းတော်ကိုကရွိဖောင်တော်ကကတ်မှာဆိုတော့ဒီနားကနေကြည့်လို့ရှိရင်ကျွန်တော်တို့စိတ်ထဲမမြင်ရဘူးလို့ထင်တယ်ဗျ။အဲ့တော့နည်းနည်းလေးနေရာလိုက်ရွေးကြည့်အောင်မယ်။ဒီအလိုက်ရွေးကြည့်တော့ဟိုးကျွန်တော်တို့ဟိုဝင်လာတော့ကလေတရာဘောမှာလူတွေတော့ရှိနေတာတွေ့တယ်ဆိုတော့အဲ့ဘောနေကြည့်ကြည့်လို့ရှိရင်ချင်းနေဘယ်လိုရှိမလဲတော့မသိဘူးတစ်ချက်တော့ကြည့်ကြည့်အောင်မယ် ဒီမှာလဲဆိုင်လေးတွေဒီဒီကာလဒီလိုချိန်ရတော့ဒါဒီနားဆိုင်တွေအကုန်လုံးပြည်တာပေါ့ကောင်းပါတယ်ဗျပြောပြောလीဒေတာကန်ကြီးရဲ့စီဝါရေးဝင်ငွေရလဲအလုတ်ကင်ဒါဒီနေ့ဒီမောင်ထောက်ကူဖြစ်စီတာပဲဒီကဒီတရားပေါ်နေကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်ချက်ကြည့်ကြည့်တော့ဟိုကူဘယ်လောက်မြင်ရမလဲလို့ဟိုမှာက သူဒီကနေကျင်ဟိုးမှာဖောင်တော်ဆိုင်ကတ်မဲ့ကရိတ်ဖောင်တော်ဆိုင်ကတ်မဲ့နေရဆိုတော့တော်တော်ကြီးဝေးတယ်ဗျာဒီဘက်ကနေဆိုလို့ရှိရင်တော့လေဟိုဘက်ထိန်သားလေးထိချက်ကြည့်ကြည့်မယ်ထိန်သားနေကျင်ဘယ်လိုနေမလဲလို့ဒီကလူနည်းနည်းလေးပုံများတယ်လို့ပဲ ော်ဒီကနေ့ကြည့်ဒီလိုမြင်ရတယ်ဗျာဒါပေမဲ့ဟိုးမှလေဒီလောက်ပဲမြင်ရမဲ့သဘောရှိတယ်ဟိုးမှကဟိုအခုနထွက်လေးနေရအဲ့ဒါဖောင်တော်ဆိုက်ကမဲ့နေရဆိုတော့မဖြစ်သေးဘူးကျွန်တော်တို့နေရထက်ရွှေ့မယ်ရွှေ့တော့အဲ့ဒီအခုနဟိုအော်တော့စိုက်ကက်မဲ့ဆန်ချောင်းတော်ရဲ့ဟိုဘက်ချမ်းကိုကြည့်မှပုံမြင်ရမယ်လို့ကျွန်တော်ထင်တယ်။အဲဒါကြောင့်မို့ကျွန်တော်တို့အခုအဲ့ဒီဘက်ကိုသွားကြည့်ပြီးလို့ဒီကနေပြီးတော့ထွက်တော့ထွက်လာပြီ။သူကအဲအခုနဒီဟိုဘက်ချောင်းကနေပြီးတော့ကြွက်ချီလာမယ်။ကြွက်ချီလာပြီးသွားလို့ရှိရင်ဒီ ဟွာကိုရောက်မယ်အခုနဖောင်တော်ဆိုက်ကက်မဲ့စိတ်ကန်းကိုရောက်မယ်ဖောင်တော်ဆိုက်ကက်မဲ့စိတ်ကန်းကိုရောက်တာ ਨੇ အဲ့ဒီကနေပြီးတော့ဒီကုန်းပေါ်မှာရှိနေတဲ့အဖွဲတွေကအာဒီကရိတ်ဖောင်တော်ကိုကျိုးနဲ့ဆွဲပြီးတော့ဒီဘက်ကနေလှည့်ပါပေါ့ကျိုးနဲ့ဆွဲတဲ့ကရိတ်ဖောင်တော်နဲ့လှည့်မယ်လှည့်ပြီးသွားလို့ရှိရင်သူကဘယ်ကိုရောက်သွားမလဲဆိုတော့ညအိတ်ညချိမ့်မဲ့စံချောင်းတော့အဲ့ဒီအထိရောက်မှာဆိုတော့ကျွန်တော်တို့အဲ့အရာတွေအကုန်လုံးကိုဟိုအတက်နိုင်ဆုံးကျွန်တော်တို့ရသလောက်စုစည်းပြီးတော့မျှဝေသွားပါမယ်ဗျာ လမ်းကျွန်တော်တို့အဲဒီလိုလမ်းလေးတွေပြတော့လေကျွန်တော်တို့ကဒါကျွန်တော်တို့သွားတဲ့လမ်းတစ်လျှောက်ပေါ့ဒီလိုမျိုးမြင်ရအောင်ပြတာပါကျွန်တော်တို့ ਨੇ အတူတူလိုက်နေတယ်လို့ခံစားရအောင်ကျွန်တော်တို့ ਨੇ အတူတူကြည့်ပြအောင်ပြတာပါအဲ့ဒီအပြင်ဒီဘက်ညောင်ရွှေဘက်ကအဝေးရောက်နေတဲ့သူဒီအဖို့ကြရင်လေဒါကုမြို့လေးကုပြန်မြင်ရတာပေါ့အခုဒါကအခုနဖောင်တော်ကိုကြုံမဲ့ရဟန်းတန်ဃာတော်တွေအဲ့ဒါကအခုနစိတ်ကမ်းဘက်ကိုကြွချင်နေတာဗျာ ီလမ်းမကြီးတစ်လျှောက်ကိုခုနဖောင်ကရိတ်ဖောင်တော်ကစိုက်ကပ်မယ်စိုက်ကပ်ပြီးတော့လျှင်ဒီလမ်းမကြီးတစ်လျှောက်ကိုခုနရုပ်ပွားတော်တွေကကြွချီလာမှာကြွချီလာပြီးတော့ညအိတ်ကျောင်းမယ်ညအိတ်ချင်းမယ်ဆန်ကျောင်းတို့ထီကိုသွားမှာသွားမှာဆိုတော့ဒီလမ်းမကဒါချိုဆိုရေးအဖွဲ့ကြီးရှိမှာအခုလောလောဆယ်ကတော့ဖောင်တော်မရောက်သေးတဲ့အခါကျတော့ဒီမှာကြီးပြင်ထားတာလေးတွေဆိုလို့ရှင်ဟိုဖျားရှင်ကိုစက်ကပ်ဖို့အတွက်ဖျားရှင်ကိုရည်စူးပြီးစက်ကပ်ဖို့အတွက်ပြင်ဆင်ထားကြတဲ့ဟိုပုံစံလေးတွေကဒီရှမ်းဒေသခံပုံစံဒီမှာကြီးအာ ကျွန်တော်တို့ဟိုပါဗောဒီဘက်ပြည်နယ်တိုင်းအဲတိုင်းဒေသတွေနဲ့တော့ဒါမတူဘူးသူတီချာရင်ကျေးမှုပုံစံဒီလိုမျိုးလေးရှိတယ်သူကဒီရုပ်ပွားတော်တွေကညောင်ရွှေအပါဝင်အားလုံးပေါင်းအင်္ဂလိပ်ဒေတာ22ဌာနကိုသူကအမြဲတမ်းအပူဇော်ခံကြွချီနေကြဖြစ်ပါတယ်။ အစီအကားဆုံးနှစ်တည်ဆိုလို့ရှိရင်တော့ဆွဲလေက80လောက်အထိရှိတတ်တယ်လို့သိရပါတယ်ဗျဒီနှစ်မှာတော့ဆွဲလေ34စီ လိုက်ပါတယ်လို့ကျွန်တော်တို့အကြမ်းမြင့်သိထားရပါတယ်ဒီအချက်လက်တွေနဲ့ပတ်သက်လို့ကျွန်တော်တို့အဲလိုအပ်ချက်အတိမ်ဆောင်ရှိလို့ရှိရင်လည်းပြင်ဆင်ပေးနိုင်ပါတယ်ဗျ အခုဒီလမ်းတိုင်းကျွန်တော်တို့သွားကြည့်မယ်။သွားကြည့်မယ်ဆိုတာအေးခုနကရဝေးဖောင်တော်စိုက်ကပ်မဲ့နေရာပေါ့။စိုက်ကပ်မဲ့နေရာအထိသွားကြည့်ကြည့်မယ်။သွားကြည့်လို့အဲအဲ့ဒီဘက်ကနေအဆင်ပြေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်အဲ့နေရာမှာပဲရိုက်မယ်။အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့နေရာတနေရာထပ်ရွေးရအောင်မယ်။ညောင်ရွှေကလေဟိုဟိုးအရင်ကကာလာတွေပေါ့။ ခီးသွားလုပ်ငန်းလေးဖွံ့ဖြိုးမှုအချိန်လေးကောင်းနေတဲ့အချိန်တွေတုန်းကဆိုလို့ရှိရင်ဒီမှာနိုင်ငံခြားသားအတော်များများတွေ့ရတဲ့မြို့ပြနိုင်ငံခြားသားတွေကတော့ဒီမှာများသောအားဖြင့်စပိန်နဲ့သွားကြတယ်လမ်းလျှောက်ကြတယ်ကော်ဖီဆိုင်လေးတွေမှာထိုင်ကြတယ်အဲ့လိုပုံစံမျိုးပေါ့ဒီမှာလည်းတွေ့လားအဲ့လိုပြင်ဆင်ထားတာလေးတွေအစောပြားချင်းကိုယေဇူးဆက်ကပ်ဖို့အတွက်ပြင်ဆင်ထားတာလေးတွေကနှစ်လိုစရာ ပုံစံလေးတွေပြ ခုတော့ဒီဘက်ဒေတာတွေကအခုမှခီးသွွားလုပ်ငန်းကိုဟိုမူလချင်းတွေရောက်အောင်ပြန်လဲစူးစမ်းနေကြရတာဖြစ်ပါတယ်ကျွန်တော်တို့ကတော့ခီးသွွားလုပ်ငန်းနဲ့ပတ်သက်လို့ဟိုအားပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုဒေတာကန်နေပြီးသွားလို့ရှိရင်လူတန်းစားမရွေးပေါ့အဲ့ဒေတာမှာရှိနေတယ်ဟိုးအောက်ခြေလူတန်းစားကနေစပြီးတော့တွတ်သူလုပ်ငန်းရှင်တွေအထီတာကဟိုတိုက်ရိုက်ဝင်ငွေစီးဆင်းတဲ့လုပ်ငန်းဖြစ်တဲ့အတွက်လေ ဒီမှာဒီနေရာမှာဒါအခုကကြုံမဲ့ကားတွေပြင်ထားတာကြုံမဲ့ကားတွေပြင်ထားတော့အခုဟိုးမှာဟိုးနေရာမှာနောက်မှာကဟိုစိုက်ကန်းရှိတယ်ပေါ့စိုက်ကန်းမဲ့စိုက်ကန်းရှိတယ် ဆိုတော့ဒီနေရာဒီနေရာမှာကြတော့လေမရဘူးပြမရဘူးဆိုတာလေအဲ့ဒီနေရာမှာကြတော့ကန့်သက်အေရီယာဖြစ်နေတဲ့အခါကြတော့ကျွန်တော်တို့ဟိုးဘက်ကိုထပ်သွားကြည့်အောင်မယ်နောက်တလဲအခုနဒီဖောင်တော်စိုက်ကက်မဲ့စိတ်ကန်းရဲ့ဟိုးဘက်ကိုကျွန်တော်တို့ကချူရောက်မှအဲ့ဒီမြေငွေးတွေကိုမျှဝေလို့ရမှာဟုတ်အဲ့တော့အဲ့ဒီဘက်ကိုသွားအောင်မယ်သူကကျွန်တော်တို့ဒီပုံမှန်ပြပုံမှန်ဆိုတာကသတင်းကျွန်းလာစမ်းတရက်မနက်ပိုင်းဆိုလို့ရှိရင်အေးလေးဒေတာနန်ဟူရွာရန်နာဆန်ကျောင်းတော်ကနေစပြီးတော့ဒေတာစာရီကြွချီတယ် ပြီးသွားလို့ရှိရင်အာညောင်ရွှေကိုသတင်းချွတ်လာစံ9ရက်ဆိုရင်ရောက်တယ်ပြီးသွားလို့ရှိရင်သတင်းချွတ်လာစံ9ရက်ထိအပူဇော်ခံတယ်အဲ့ဒီကနေမှ channel ဒေတာတွေကိုဆက်ပြီးတော့ဒေတာစာကြီးကြွချီတာတော့အားလုံးပေါင်းစုစုပေါင်း22ဌာနကိုကြွချီတာ okay ဒီလမ်းထဲကနေဝင်သွားလို့ပြောတယ်ပြောတော့ကျွန်တော်တို့အဲ့ဒါကျွန်တော်တို့လိုပဲအဲ့လိုပဲနေရာလိုက်ရှာနေကြတဲ့သူတွေလည်းရှိတယ်ဗျာ ရေကတော့ဒီဘက်မှာရေနည်းနည်းတက်ထားတော့အခုနောက်ပိုင်းကညောင်ချွေးအုပ်ဒီမှာရေဖြက်ရမယ်ရေဖြက်ရမယ်ဒီလောက်တော့ဖြက်ရတယ်ညောင်ချွေးကအခုနောက်ပိုင်းမိုးဒီဘက်ကမိုးများတယ်ဗျအခုနောက်ပိုင်းနှစ်လေးကလေမိုးများတော့နှစ်တိုင်းလိုလိုရေရှမ်းမှုကအာရှိရှိနေတတ်တယ်ဗျအခုအဲ့ဒါအခုနနေပြီးတော့ဒီလန်းတိုင်းဒီလန်းတိုင်းသွားလို့ရှိရင်ကျွန်တော်တို့ရှေ့မှာအခုနမြင်ရတဲ့ချောင်းရှိမယ်ချောင်းကနေ ဟုတ်ပြီရောက်ပြီဗျဒီမှာဒီနေရာကိုရောက်ပြီကိုပါမလားဘူးစစ်တပ်ပါသူကကျွန်တော်တို့လေးလာတရှိတဲ့လောက်ကဟိုးမှစပြီးတော့လာနေကြပြီဗျကျွန်တော်လေးလာတရှိတဲ့လောက်ကတော့ဖောင်တော်ကြီးចောင်းတော်ကနေပြီးတော့ရပွားတော်တွေကစတင်ကြွချီလေးရှိတယ်အဲ့ဒီကနေအင်းတိန်ကျေးပေါကုန်ကျောင်းပြီးရင်အင်းတိန်ဆန်ကျောင်းပြီးရင်ဟဲရရွာမဆန်ကျောင်းမှာနှစ်ညချင်းနေပြီးရင်ငဖဲကျောင်းကျောင်း ပြင်ခြေစားကြောင်းပြင်ပွဲစားကုန်းကြောင်းလင်းကင်းကြောင်းပြင်ညောင်ရွှေမြို့ပေါ်ညောင်ရွှေမြို့ပေါ်မှာတုံညချိန်းနေပြင်နန်းသေးကြောင်းပြင်မိုင်းတောက်ကြောင်းပြင်တလဲဦးကြောင်းပြင်ကေလာကြောင်းပြင်ဇေယကြီးကြောင်းအိမ်နောက်အလိုတော်ပေါက်တောင်ကြောင်းပြင်နက်ပန်ကြောင်းပြင်မကြီးစိတ်ကြောင်းပြင်ကျိုင်းခန်းကြောင်းပြင်မိုင်းပြိုကြောင်းပြင်နောင်တော်ကြောင်းပြင်အင်းပေါ်ခုံကြောင်းခြေသာကြောင်းကနေဖောင်တော်ဦးကြောင်းတော်တွေအဲ့ဒီလိုမျိုး22ဌာနကိုဒီတစားကြီးကြွချီပူဇော်ခံရတာဖြစ်ပါတယ်ဗျာ အခုကဒါရှေ့ကနေပြီးတော့ရှေ့လေတွေလာပြီးပြီးသွားလို့ရှိရင်နောက်မှကျုပ်ဘွားတော့တည်ဆောင်လာတဲ့ကရိတ်ဖောင်တော့ပါပါဗျသူကအေးလေးကံမှာရွာတိုင်းနှီးပါးကဒီရွာပိုင်ဆွဲလေတစည်းစီရှိတယ်လို့သိရပါတယ်ဗျအခုနပြောတဲ့ဒီဟွာတွေကလေ ရက်တွေကသူကဗမာရက်နဲ့အတီသတ်မှတ်ထားတယ်ဗျဗမာရက်နဲ့အတီသတ်မှတ်ထားတယ်ဟိုတရင်ကျွတ်လက်စမ်းတရက်ဆိုလို့ရှိရင်အင်းလီဒေတာနန်းဟူးရရန်နာဆန်ချောင်းကနေဒေတာစာကြီးစတင်ကြွချင်ပူဇော်ခံတယ်ပြီးသွားရင်ညောင်ရွှေဆိုလို့ရှိရင်အမြဲတမ်းတရင်ကျွတ်လက်စမ်း9ရက်မှာရောက်တယ်တရင်ကျွတ်လက်စမ်း9ရက်ထိပူဇော်ခံတယ်အဲ့ဒါကဘယ်နှစ်မဆိုအခုနလို့ဖျားပွဲတော့ကျင်းပတဲ့ဘယ်နှစ်မဆိုအဲ့လိုမျိုးပူဇော်ခံတာဗျအဲ့ဒီခါကျတော့လေနောင်ကိုကြုံကြိုက်ချင်ရင်ဖူးမြော်ချင်ရင်ဒီရက်လေးမှတ်ထားနိုင်အောင်ပါဗျ ကျွန်တော်တို့ဒါကျွန်တော်လေ့လာသိရှိထားသလောက်ပါအခုနကျွန်တော်တို့ပြောသလိုပါပဲရပိုင်ရကအတိမ်းဆောက်အမှားကြီးများရှိခဲ့ရင်တော့ဝင်ရောက်ပြင်ဆင်ပေးနိုင်ပါတယ်ဗျကျွန်တော်တို့ဒီအစီအစဉ်မှာအပိုင်း၃ပိုင်းနဲ့မျှဝေဖို့စီစဉ်ထားပါတယ်ဗျဒီပထမပိုင်းပြီးသွားလို့ရှိရင်ဒုတိယပိုင်းမှာတော့ဒီကရိတ်ဖောင်တော့အဲဆက်ရောက်လာတာပြီးသွားလို့ရှိရင်ဒီကုန်းမော်ကိုကရိတ်ဖောင်တော့ကနေပြီးတော့ပြောင်းပြီးတော့ကြွချီတာ ဒီဆွဲအလူတွေဆွဲပြီးတော့အဲ့ဒီလှဲနဲ့ကရွိလှဲနဲ့ကျွန်တော်တို့တမတ်နေရာကိုသွားတာပြီးတော့လို့ရှိရင်နောက်အပိုင်းတွေစသဖြင့်အဲ့လိုသုံးပိုင်းတော့ကျွန်တော်တို့ညောင်ရီကိုစီစဉ်ထားပါတယ်အဲ့ဒါကိုလည်းအတက်ထိုင်ဆုံးတော့ကျွန်တော်တို့ရက်ဆက်ဒီနေ့ပြီးရင်လက်ဖက်လက်ဖက်ပြီးတပတ်ခါအဲ့လိုမျိုးအာကြီးစုနိုင်အောင်တော့ကျွန်တော်တို့စီစဉ်နေပါတယ်ဗျအများကြီးပဲဒီမှာလူကအများကြီးပဲ ရာဒီလိုကနည်းနည်းလေးဒီနည်းနည်းလေးလက်ပူတယ်။အင်းလေးဘက်ကလေဟိုရေချောင်းလားဒါမှမဟုတ်ပင်လေဘက်တွေဆိုလည်းပူတယ်လေတွေ့လားအဲ့လိုမျိုးပဲဒီဘက်တွေကလည်းအပူချိန်အနည်းငယ်ရှိတယ်ကြ။မနေ့စောစောဆိုတော့အေးတယ်။အခုဒီလိုလူအောင်နေဆိုတော့အပူချိန်နည်းနည်းလေးပူများတယ်လို့ခံစားရတယ်။ ဒီလိုဒီကလေးတွေကလေသူကအ ਨੇ ဆုံးလူ30 50ကနေချွတ်လေဆို100တိရှိတယ်လို့ပြောတယ်ဗျဟုတ်ကဲ့ကျွန်တော်ဒီဘက်မျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်ဗျနောက်ပိုင်းတွေမှာကျွန်တော်တို့ ਨੇ အတူဆက်လက်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်